ပါလီစွာပါဒီကနေ့ April 4ရက်နေ့နရင်းစရာရခိုင်သတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကျမအေမြခိုင်ကတင်ဆက်ပေးသွားမှာပါဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းတွေအထဲမှာတော့မြန်မာနိုင်ငံမှာမလ28ရက်နေ့ကလှုပ်ခတ်သွားခဲ့တဲ့ငလျင်နဲ့ပတ်သက်တဲ့သတင်းတွေကိုဦးစားပေးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းတွေကတော့မြန်မာနိုင်ငံကို WHO ရဲ့အရေးပေါ်ကျန်းမာရေးပစ္စည်းတန်ချိန်35တန်ထပ်မံရောက်ရှိလာတဲ့ဆိုတဲ့သတင်း စစ်ကောင်စီကအပြည့်အခက်ရက်စေးကြောင်းကျင်းညာပြီးတဲ့နောက်ရခိုင်ကရှင်နဲ့စကိုင်းကနေရာ၅ခုကိုဘုံအလုံး၁00ကျော်ကြေးရှတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းနဲ့မန္တလေးမြို့မှာကိုရောက်မြောက်အသက်ရှင်ကျန်ရဲသူကို125နာရီအကြာမှာတရုတ်ကစီတမားရီကကိထုတ်နိုင်ခဲ့တယ်ဆိုတဲ့သတင်းတွေအပါအဝင်တခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါရှင်။ မြန်မာနိုင်ငံမှာငလျင်ဘေးဒဏ်ကြောင့်ထိခိုက်ခံစားနေရသူတွေကိုအရေးပေါ်ကုသပေးနိုင်ဖို့အတွက်ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့အရေးပေါ်ကျန်းမာရေးပစ္စည်းတန်ရှိန်35ဒဏ်ထပ်မံရောက်ရှိလာတယ်လို့မြန်မာနိုင်ငံကကုလသမဂ္ဂယုံကနေသတင်းထုတ်ပြန်ပါတယ်။အဲ့ဒီအရေးပေါ်ကျန်းမာရေးပစ္စည်းတွေအထဲမှာအရေးကြီးတဲ့ဈေးဝါတွေ၊ဒဏ်ရာကုသရေးပစ္စည်းတွေ၊ခွေးစိမ့်မှုဆိုင်ရာကိရိယာတွေနဲ့ရွေးလျားကျန်းမာရေးတဲတွေပါဝင်တယ်လို့သိရပါတယ်။ အခုတချိန်ရောက်ရှိလာတဲ့အဲဒီဆေးဘက်ဆိုင်ရာအထောက်အပံ့ပစ္စည်းတွေရဲ့ပမာဏနဲ့ငလျင်ဖြစ်ပွားပြီးတဲ့နောက် WHO ကပေးပို့ခဲ့တဲ့ဆေးဘက်ဆိုင်ရာပစ္စည်းတွေရဲ့ပမာဏဟာစုစုပေါင်းတန်ရှိန်100နီးပါးအထိရောက်ရှိလာခဲ့ပြီဖြစ်တယ်လို့ထောက်ပြန်ချက်မှာဖော်ပြပါရစေ။အဲဒီကစီရေးပစ္စည်းတွေကိုငလျင်တန်းအထိခိုက်ဆုံးခံစားခဲ့ရတဲ့ဒေသတွေကိုခန်းဝေဖို့အတွက်အသင့်ပြင်ဆင်လျက်ရှိပြီး ဆေးရုံတွင်လည်းအရေးပေါ်တုံ့ပြန်ဆောင်ရွက်နေသူတွေအနေနဲ့အသက်ကယ်လုပ်ငန်းတွေဆက်လက်လှုပ်ဆောင်နိုင်ဖို့အထောက်အကူဖြစ်စေမှာဖြစ်တယ်လို့လည်းဆိုထားပါတယ်။စစ်ကောင်စီကအပြေခတ်ရစီကြောင် ကြီးညာပြီးတဲ့နောက်ရခိုင်စကိုင်းနဲ့ကရှင်ပြည်နယ်အတွင်းကနေရာ၅ခုကိုဘုံလုံးရေတရာကျော်ကြီးရှာတိုက်ခိုက်ခဲ့ပါတယ်။ရခိုင်ပြည်ကြောက်ဖြူမြို့နယ်ဂုံးရှိန်ကြီးရွာအနီးတစ်ဝိုက်ကိုပရလာ၃ရက်နေ့မနက်၁၇နာရီကျော်အချိန်မှာ စစ်ကောင်စီက draw ဘုံအလုံး40လောက်ကျေရှာတိုက်ခိုက်ခဲ့ပြီးလက်နက်ကြီးအလုံး30ကျော်အဆက်မပြတ်တိုက်ခိုက်ခဲ့တယ်လို့ဒေသခံတွေစီကနေသိရပါတယ်။အလားတူပဲသခိုင်းနဲ့ကရှင်ပြည်နယ်မှာလည်းဘုံအလုံးရေ100နီးပါးကျေရှာတိုက်ခိုက်ခဲ့တယ်လို့ KIO ဒုတိယဗိုလ်ချုပ်ကြီးဂွန်မောကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေတဆင့်မြေပုံနဲ့တကွရေးသားထုတ်ပြန်ထားတာဖြစ်ပါတယ်။ရှင်ပြင်းတဲ့ဗန်းမော်မျိုးကိုဧပြီလ3ရက်နေ့မှာ ဝိုင်းတွဲနဲ့စုစုပေါင်းဘုံအလုံးရဲ့30လောက်ကိုကျေရှာတိုက်ခိုက်ခဲ့တယ်လို့စကိုင်းတိုင်းအင်းတော်မျိုးကလည်းဧပြီလ3ရက်နေ့မှာဝိုင်းတွဲနဲ့ဘုံအလုံးရဲ့45လုံးလောက်ကျေရှာတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ဒီတိုက်ခိုက်မှုတွေဟာစစ်ကောင်စီကတနိုင်ငံလုံးအဖြစ်ရစေးချောင်းချညာပြီးတဲ့နောက်မှာတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။မန္တလေးမြို့မှာကိုရောင်မြောက်အသက်ရှင်ကျန်ရစ်သူကိုငလျင်လှုပ်ပြီး125နာရီအကြာမှာတရုတ်ကစီအသမာတွေကကေထုတ်နိုင်ခဲ့တယ်လို့ ရန်ကုန်ကတရုတ်တန်ယုံကနေသတင်းထုတ်ပြန်ပါတယ်။မန္တလေး Golden Country Hotel KCA နေရာမှာ125နှစ်ဤနိဗာအကြပြိမိနေတဲ့အသက်52နှစ်အရွယ်မြန်မာအမျိုးသားတယောက်ကို April 2ရက်နေ့မှာကေထုတ်နိုင်ခဲ့ပြီးအဲ့ဒီကေထုတ်နိုင်မှုမှာတရုတ်နိုင်ငံ KCA အဖွဲ့ကကေထုတ်ခဲ့တဲ့ကိုရောက်မြောက်အသက်ရှင်ကျန်းရသူဖြစ်တယ်လို့ဖော်ပြပါတယ်။တရုတ်နိုင်ငံ KCA အဖွဲ့နဲ့တရုတ်နိုင်ငံနိုင်ငံတကာ KCA အဖွဲ့ CISAR ဟာ တောင်းငါကြီးကြော်ကြားကုညီကေစီရေးလုပ်ငန်းတွေလှုပ်ဆောင်ခဲ့ပြီးတဲ့နောက်မှာအဲ့ဒီအသက်ရှင်ကျန်ရက်သူကိုကေထုတ်နိုင်ခဲ့တာဖြစ်တယ်လို့ဆိုပါရယ်ကေထုတ်ခံရစဉ်မှာအဲ့ဒီလူဟာအသက်ရှင်ကောင်းမွန်နေပြီး နောက်ဆက်တွဲစေကူတာမှုခံယူဖို့ဒေသရင်းကစေကူတာရေးဌာနတွေကိုလွှင့်ပြောင်းလိုက်ပြီးဖြစ်တယ်လို့လည်းဖော်ပြထားပါရယ်ဒီကနေ့ရခိုင်သတင်းတွေအထဲမှာတော့ရခိုင်မှာတကြံကာလပြည်သူတွေလိုက်နာရမယ့်အချက်၆ချက်ကို AA ကထုတ်ပြန်လိုက်တဲ့သတင်းကိုပထမအဆုံးတင်ပြသွားမှာဖြစ်ပါတယ်။ရခိုင်ပြည်မှာတကြံကာလအတွင်းပြည်သူတွေလိုက်နာရမယ့်အချက်6ချက်ကိုအရခတတော် AA ကထုတ်ပြန်ညွှန်ကြားလိုက်ပါတယ်။တကြံကာလအတွင်းမြို့ပတ်လှည့်လည်ရေကစားရာတွေလူစုလူဝေးဖြစ်ပေါ်စေတတ်တဲ့တကြံမန်တပ်တွေပြုလုပ်တာ ဆောင်းပေါက်တွေဖွင့်ပြီးရေကစားရာတွေကိုမလုပ်ဖို့ဆိုထားပါတယ်။နောက်ပြီးဘာသာရေးအရာ လူစုလူဝဲလှုပ်ပြီးဥပုပ်သီလာစောက်တီတာတွေအလူတန်ပြုတ်လုတာတွေလည်းမပြုတ်လုရဘူးလို့ထုတ်ပြန်ထားပါတယ်။အဲဒီစီကံချက်တွေကိုအရခပြည်သူအစိုးရကတက်ဆိုင်ရာစစ်တီတာမျိုးရွာတွေကအုပ်ချုပ်ရေးဌာနတွေစီကို အခုရက်ပိုင်းအတွင်းညွှန်ကြားထားပြီးအဲဒီဌာနတွေကနေတဆင့်ပြည်သူတွေစီကိုထပ်မံအကြောင်းကြားနေတယ်လို့လည်းအစိုးရအဖွဲ့ဝင်တယောက်ကပြောဆိုပါတယ်။ အခုလအတွင်းငလျင်ဘေးကျောင်းအေအပါဝင်တိုင်းရင်းသားလက်နက်ကင်တွေအပြည့်ရက်စေခဲ့ပြီးစစ်ကောင်စီကလည်းအပြည့်ရက်စေကြောင်းကြေညာထားခဲ့ပေမဲ့စစ်ကောင်စီတပ်ကဘုံကျဲတက်ခတ်မှုတွေရှိနေတာကြောင့်အခုလိုထုတ်ပြန်ထားတာဖြစ်ပါတယ်စစ်ကောင်စီကအပြည့်အခက်ရက်စေထားပေမဲ့လည်းကြောက်ဖြူမြို့နယ်မှာခံစစ်တွေကို တိုးရှေ့တိစောက်နေကဒရုန်းတွေကိုလည်းလွှတ်တင်ထားတယ်လို့သိရပါတယ်ကြောက်ဖြူမြို့နယ်ဂုံးရှိန်တိုင်းနယ်မလာကျွန်းကြီးဝအနာကတော့ တရုတ်တပ်ငွေတန့်စင်ဆက်ယုံအနေအထားဝန်းကျင်မှာဘန်ကာရီကဒုတ်ကျင်းတွေတူဖော်ပြီးခန့်စစ်တိုးရှိတိစောက်နေတယ်လို့ကြောက်ဖြူဒေသခံအမျိုးသားတယောက်ကနရင်းစရာကိုပြောပါရယ်ဒါအပြင်ဂုံးချိန်တိုင်းနဲ့နှမ်းဖေးတောင်မလာကျွန်းကြီးွာတွေမှာလည်းကဒုတ်ကျင်းဘန်ကာရီတိစောက်ကစီရေးပြင်ဆင်မှုတွေရှိနေတယ်လို့သိရပါရယ်တဲ့ပုတ်တောင်တိုင်းတွေကဒညဝတီရေတပ်ဌာနရှုပ်အနီးစီမော်ကြီးရွာမှာလဲခန့်စစ်ပြင်ဆင်မှုတွေရှိနေတယ်လို့တဲ့ပုတ်တောင်တိုင်းတွေကဒေသခံတယောက်ကပြောပါရရှင်။ နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာနဲ့အရေးပေါ်ကိစ္စရေးညှိနှိုင်းရေးမှူးတွန်ဖလက်ရှားဟာငလျင်တန်းခံခဲ့ရတဲ့မြန်မာနိုင်ငံကိုလာရောက်မယ်လို့ကုလသမဂ္ဂကမနေ့ကထုတ်ပြန်ထားပါတယ်။တွန်ဖလက်ရှားဟာဒီနှစ်ဧပြီလ၄ရက်နေ့မှာမြန်မာနိုင်ငံမြေပြင်ကို ရောက်ရှိမယ်လို့ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အန်တိုနီယိုဂူတာရက်စ်ကထုတ်ပြန်ချက်မှာပြောဆိုထားပါတယ်။ဒါအပြင် ကိုလသမကအတွင်းရေမှူးချုပ်ရဲ့မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ဂျူလီဗစ်ချော့ဟာလည်းငင်းချမ်းရင်နဲ့ဆွေးနွေးမှုတွေအတွက်ကုလသမဂ္ဂရဲ့ကတိကဝတ်တွေကိုအားဖြည့်ဖို့မကြခင်မှာမြန်မာနိုင်ငံကိုတွားရောက်မယ်လို့ Gutierrez ကပြောပါရယ်အထူးသဖြင့်အကြအတေးရဲ့အတိုင်းအတာနဲ့ကိုက်ညီလိုအပ်တဲ့ရန်ပုံငွေတွေကိုဆက်ရှင်မြင့်တင်ဖို့နိုင်ငံတကာအသိုင်းအဝိုင်းကိုတောင်းတယ်လို့လည်း Gutierrez ကပြောကြားပါရယ်မိုးရသည်နီးကပ်လာနေတဲ့အချိန်မှာငလျင်ဘေးဒဏ်ကအခက်အခဲဒုက္ခတွေကို ပုံမဆိုးဝါးစေပြီးအခုလိုကြေကွေးဝမ်းနည်းဖွယ်ရကောင်းတဲ့အချိန်မှာမြန်မာပြည်သူတွေအတွက်အားလုံးကပြောင်းလဲကြိုးပမ်းကြဖို့ကိုလည်း Guta Res ကတိုက်တွန်းထားပါရရှင်။နရင်းစရာသတင်းဌာနရဲ့နေ့စဉ်သတင်းတင်ဆက်မှုတွေကတော့ဒီလောက်ပါပဲ။နောက်နေ့တွေမှာလည်းထူးခြားတဲ့သတင်းတွေကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါရယ်။ကျမတို့နရင်းစရာသတင်းဌာနကထုတ်လွှင့်တဲ့သတင်းတွေကို www. narinzia.com မှာဝင်ရောက်ကြည့်ရှုနိုင်တယ်လို့ Facebook, YouTube နဲ့ Telegram တို့မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။နရင်းစရာရုပ်သံကိုကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။အားလုံးကျန်းမာရွှင်လန်းကြပါစေရှင်။